ပို့ပြီးတော့မှစ조사ပါကိုထက်တာတဲ့သူဆိုတာကိုထက်ပို့조사ခဲ့လို့ကိုထက်ပို့ပြီးတော့ပေးစားခဲ့လို့ကိုကသူ့ထက်တာချင်းရင်သူ့ထက်ပို့ပြီးတော့조사ရမယ်သူ့ထက်ပို့ပြီးတော့ပေးစားရမယ်အရင်မပါဘဲနဲ့အမျက်ဆိုတာရှိမလားဘူးအလုံးနဲ့ရင်းရတယ်အချိန်နဲ့ရင်းရတယ်စိတ်ဓာတ်နဲ့ရင်းရတယ်စရဏနဲ့ရင်းရပါတယ် ကိုမကြိုးစားလို့ကိုညံ့လို့အဆင်မပြေတာနဲ့သူများအဆင်ပြေနေတဲ့အပေါ်မှာဘာမှမနာလို့ဖြစ်စရာအကြောင်းမရှိဘူးကိုကိုကိုပဲစင်ကြင်နေအောင်ကြိုးစားရမယ်သူ့လိုကိုမဖြစ်တာသူ့လောက်ကိုမဖြစ်တာဟာသူနဲ့ဘာမှမဆိုင်ဘူးကိုနဲ့ပဲဆိုင်တယ်ကိုအလုံးနဲ့ပဲဆိုင်တယ်ကိုအကြောင်းတရားနဲ့ပဲဆိုင်ပါတယ်ဒါကြောင့်မို့လို့ ရှေးဆရာတော်ကြီးများကဆုံးမတော်မူ၏ကြီးမြတ်သူကုဒ္ဒမများတို့ယူကြသည့်ညနေရာရှောင်းတခင်ခုချက်ချင်းအလျင်းမရပါများသူတို့အိတ်နေရာညခါပင် သူမနာအမြင့်ကို သူမြင်လို့သူအစဉ်နှဆတိုးလို့ရေ ကျိုးကုတ်လေသာတဲ့တိတ်ကောင်းတဲ့ဆုံးမစကားပါပဲတကယ်တော့လူတယောက်တော်တယ် တတ်တယ်အောင်မြင်တယ်ဆိုတာဒါကြီးပဲကြည်လို့မရသူဘလောက်စူးစမ်းခဲ့ရတယ်ဘယ်လိုစူးစမ်းခဲ့ရတယ်ဘလောက်ပေးစားခဲ့ရတယ်စတဲ့အကြောင်းတရားကိုလည်းပဲကြည်ရမယ်တဲ့အကြောင်းကောင်းလို့အကျိုးကောင်းနေတဲ့သဘောမှာကိုယ့်ဘက်ကတမျိုးစောင့်မသွားဖို့ပဲမဟုတ်လားဒါကြောင့်သူများကို ကြည်ပြီးမဖြစ်တယ်ညာဖြစ်တယ်ပြောနေဖို့ထက်ကိုကိုကိုသာ စင်ကြင်နေအောင်စူးစမ်းရမယ် ကိုညံ့လို့ကိုအစင်မပြေတာသူ့ကြောင့်ဆိုပြီးလက်ညှိုးထိုးနေမဲ့အစားကိုအလို့ကိုကောင်းအောင်သာစူးစမ်းရမယ်စင်ပေါ်ရောက်နေတယ်ဆိုတာအလကားတော့မဟုတ်ဘူးဆိုတာတော့သတိပြုဖို့ပေါ့ဒါကြောင့်မို့ပို့ပြီးတော့မှစူးစမ်းကြရပါမယ်အားလုံးပဲကိုစိတ်နှပါကျမ်းမှာကျမ်းသာတော်မူကြပါစေ။